အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ရိုသားကြိုးစားတိကျသေးချာသူပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတော့ကရွာကြီးတရွာမှာဥရောနာဆိုတဲ့တော်တထေကြီးတအူးရှိလေတဲ့ တော်တထေကြီးဥရောဏထံတွင်မောင်တို့မောင်ကို မောင်ရွဆိုတဲ့လေငါးသုံးယောက်ရှိလေတဲ့ဥရောဏဤဇနီးဟာအသက်ငယ်ငယ်နှင်းပင်ကွယ်လွန်သွားခဲ့တော်လဲဥရောဏဟာနောက်အိမ်တော်မပြူတော့ပဲနေလာခဲ့တဲ့သာသမီလည်းမရှိပါဘူးမောင်တို့မောင်ကိုမောင်ရွတို့သည်လည်းဥရောဏထံတွင်နှစ်ပေါင်းများစွာလေငါလောက်ကင်ခဲ့ကြပြီးဥရောဏဤအိမ်၌ပင်နေထိုင်လာခဲ့ကြသူများဖြစ်ကြတဲ့ထို့ကြောင့်ဥရောဏသည် သူတို့သုံးယောက်ကိုတာရင်များ ဲ့သို့ချစ်ခင်လာလေတဲ့တနေ့တွင်ဥရောနာကအင်းငါဟာအသက်ရွယ်ကလည်းကြီးရင်လာပြီးတသမီကလည်းမရှိတနေ့ငါသေးသွားရင်ငါရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေလယ်မြေတွေကိုဘသူ့ကိုအမွေပေးရရင်ကောင်းမလဲဟု နေ့စဉ်ရဆက်စဉ်းစားနေလေတဲ့ငါစီမှာတစ္ဆာရှိရှိ အလုံးလုံးနေတဲ့မောင်တွန်းမောင်ကွန်းမောင်ရိုးတို့ထဲကဘယ်သူဟာတိကျသေးကြပြီးစူးစမ်းမှုရှိလဲဆိုတာကိုစမ်းသပ်ကြည့်မှရတော့မှာပဲလို့တွေးကသူတို့ သုံးယောက်ကို သူ့အနာကိုခေါ်ယူပြီးမောင်တို့မောင်ကို မောင်ရိုးတို့အဘဟာအသက်ရွယ်ကြီးရင်လာပြီးမင်းတို့ရဲ့အဆန်းအစားနဲ့အဘကို မြင်းတကောင်ပေးအပ်နိုင်သူကိုအဘပိုင်ဆိုင်တဲ့အဥ္စာပစ္စည်းတွေနဲ့လေယာမြေတွေကိုအမွေပေးမယ်မနက်ဖြန်အိမ်ကနေအခြားရဲ့ဒေသကိုထွက်သွားပြီးမြင်းတကောင်ပိုင်ဆိုင်အောင်စူးစမ်းကြဖို့မှာကြားလေတဲ့ဟုတ်ကဲ့ပါအဘနောက်တနေ့နဲ့နဲ့တွင် မောင်တို့မောင်ကိုမောင်ရိုးတို့ဟာ အခြားရဲ့ဒေတာတခုတို့ခ ီးထွက်လာခဲ့ကြပါတော့တယ်။ခီးသွားလာရင်မိုးချုပ်သွားတဲ့ဖြစ်တောအုပ်တစ်ခုထဲတွင်အိတ်ဆက်ကြလေပြီးညနေချိန်တွင် မောင်ရိုးအိမ်မောကျနေကိုင်းမောင်တို့နဲ့မောင်ကိုတို့ဟာမောင်ရိုးကိုထားခဲ့ပြီးအခြားရက်သူတွားကြလေတဲ့နနမိုးလင်းလည်ရင်ဟင်းမောင်တို့နဲ့မောင်ကိုတို့ပဲပြောက်သွားကြပါလေငါကိုထားခဲ့ပြီးတွားကြတာလားညီအကိုတွေလို နေလာခဲ့ကြတဲ့တငယ်ချင်းတွေသူတို့ဘယ်လိုစိတ်မျိုးမွေးသွားကြတာလဲမသိပါဘူးမောင်ရိုးဟာမသားတဲ့ရေဘယ်သွားရမှန်းမသိဖြစ်နေစဉ်သူ့အနာကို လူကြီးတယောက်ရောက်လာပြီးထိုင်ကနားလေလေတဲ့ မောင်ရင်ဘယ်သွားမလို့လဲဘယ်သွားရမှန်းမသိပါဘူးဦးကြီးရဲ့မောင်ရင်ဘယ်မှနေတာလဲဘာလို့ဒီနေရာကိုရောက်နေတာလဲမောင်ရိုးဟာသူဤတထေးကမြင်းတကောင်ယူခိုင်းလာပုံကို ပြောပြလိုက်တဲ့ထိုအခါလူကြီးကမောင်ရင်ကမြင်းတကောင်လိုချင်နေတာမဟုတ်လားဦးကြီးနဲ့လိုက်ခဲဦးကြီးခိုင်းတာကိုလို့မောင်ရင်လိုချင်တဲ့မြင်းတကောင်ပေးမယ်ဒါပေမဲ့မြင်းတံမိုးကြည့်အောင်တော့အလုံးလုံးပေးရမယ်လို့ပြောလေတဲ့ဟုတ်ကဲ့လုံးပေးမယ်ဗျာ မောင်ယိုးဟာလူကြီးခေါ်ဆောင်ရနောက်သို့လိုက်ခဲလေတဲ့လူကြီးသည် မောင်ယိုးကိုတောထဲတွင် တနေလုံးအစ်ခုတ်ခိုင်းနေခုတ်ပြီးသမျှထင်းတွေကို လူကြီးခြံထဲကိုတည်ပေးရတဲ့မောင်ယိုးဟာပင်မန်းတော်လဲမြင်းတကောင်ကိုလူချင်းတော့ကြောင့်စူးစား၍အလုံးလောက်ကိုင်းပင်းနေလေတဲ့ ငါအသုံးပြုဖို့ထင်းတွေကတော့လုံလောက်သွားပါပြီ။နောက်တနေ့ကစပြီးငါမွေးထားတဲ့နွားတွေစားဖို့မျက်ရည်ပေးပေတော့မောင်ရိုးဟာများစွာသောနွားများစားရန် တနေ့ကုန်မျက်ရည်ရတဲ့သူဟာမြင်းတစ်ကောင်ရဖို့စူးစမ်းလုပ်ရမယ်လို့တွေးကအလုပ်ကိုစူးစမ်းလုပ်ကင်ခဲ့လေတဲ့။ ကာလအတန်ကြာသောအခါမောင်ရိုးကဥကြီးခမဥကြီးခိုင်းနာတွေကိုကျွန်တော်ကြိုကြိုစားစားလှုပ်ခဲရတာနှစ်မနေတော့ပါဘူးမြင်းတော့ကောင်းမရသေးဘူးလားဗျာလို့မေးလေတယ်ဒီတော့လူကြီးကငါနွားတင်ငုတ်ထဲကနွားချီတွေကိုငါပိုင်နဲ့လေခွက်တွေထဲသွားချပေးနွားချီပုံကြီးကုံသွားတဲ့နေ့ကျရင်မင်းလိုချင်တဲ့မြင်းကိုပေးမယ် နွားတင်ကုတ်ထဲမှာနွားချေးပုံကြီးကုံသွားတဲ့အခါလူကြီးကမောင်ယိုးကို သူ့ဤဂရီအတိုင်းမြင်းတကောင်ပေးလိုက်လေတဲ့မောင်ယိုးဟာကြီးမားသောမြင်းကြီးကိုလက်ပတ်ကြည့်ရှုနေလေတဲ့ဟိမောင်ယိုးဘာဖြစ်လို့မြင်းကြီးကိုတေးသေးချာချာကြည့်နေရတာလဲကျွန်တော်ဦးကြီးရဲ့အလုပ်တွေကိုကြိုကြိုစားစားလုပ်ခဲ့ပေးပါတယ်ကျွန်တော်ရတဲ့မြင်းကြီးကလည်းအင်္ဂါဆုံးမှဖြစ်မှာဗျတကယ်မြင်ကောင်းပါကွာလို့ဦးကြီးကပြောလိုက်ပါတယ် မောင်ရိုးဟာမြင်းကြီးကိုစီးပြီးဥဒ္ဒနာစီတို့ပြန်လာခဲ့တယ်။ဥဒ္ဒနာနေအိမ်တို့ရောက်တော့အခါခြံထဲနိုင်မြင်းနှကောင်ကို တွေ့ရတဲ့စိတ်ပြက်လက်ပြက်နဲ့ထိုင်းနေကြတဲ့မောင်တို့မောင်ကိုနဲ့ဥဒ္ဒနာတို့ဟာမြင်လိုက်ရလေတဲ့။ မင်းတို့တွေ့လားမောင်ယိုးကအလုတ်ကျိုးစားပြီးတိကျသေးကြတယ်မင်းတို့ယူလာတဲ့မြင်းတွေမှာတကောင်ကကန်းနေတယ်တကောင်ကယောဂာနဲ့ဒီတော့စစ်ဆက်သေးကြတယ်မောင်ယိုးကိုပဲအမွေပေးရမယ်မောင်ယိုးဟာယောသတိစိတ်သက် ရှိသူဖြစ်ရာ သူအမွေရရှိသော လေယာမြေထဲမှာပင် မောင်တိုနဲ့မောင်ကိုတို့ကို ခွဲဝေပေးလေတဲ့ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးပြေနာဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်